မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိတော်နေသည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။သာဝရပြားထံတော်ဘာမှအခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခန်းစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်။ဒီမနက်မှာယေရှုတော်အဖင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး14အပိုင်းငယ်8ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်။တပိုးခရာသည်လဲမမှန်သောအတန်နှင့်မြည်လင်အဘယ်သူသည်စစ်တိုက်ခြင်းငါ မိမိကိုကို ပြင်ဆင်မိနီဒီစကားလေးကို ကျွန်တော်အလွန်သဘောကျပါတယ်အခန်းကြီး14ကိုဖတ်ရင်အခြားသောဘာသာစကားပြောခြင်းနဲ့ပရောဖက်ပြုခြင်းအကြောင်းကို ရှင်းလင်းဖော်ပြထားတာတွေ့ရပါတယ်ပရောဖက်ပြုတာပဲဖြစ်ဖြစ် အခြားသောဘာသာစကားပြောတာပဲဖြစ်ဖြစ်အသင်းတော်ကိုတိဆောက်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်နားလည်ထားဖို့လိုပါတယ်ဒီနေရာမှာအတံမြည်တဲ့တူရိယာတွေက အတန်ကိုတိကျတဲ့အတန်နဲ့မထွက်ဘူးဆိုလို့ရှိရင်နားထောင်လို့မကောင်းသလိုပဲတပိုးခရာမှုတ်တဲ့အခါမှာလည်းပဲအမှန်မှန်တဲ့အတန်နဲ့ညီမယ်ဆိုလို့ရှိရင်စစ်တိုက်ဖို့ပြင်ဆင်ဖို့ခက်တယ်လို့ပြောပါတယ်ဒါကြောင့်မလို့ဘာပဲလုပ်လို့လောက်ရချင်းရဲ့ရည်ရွယ်ချက်နဲ့တိကျတဲ့ညွန်ကြားချက်တိကျတဲ့လမ်းပြမှုလိုတယ်လို့ပြောချင်တာဖြစ်ပါတယ်ပရိုဖက်ပြုရင်လည်းတိကျသေးတဲ့ပရိုဖက်ပြုမှုမျိုးဖြစ်ဖို့လိုသလို အခြားသောဘာသာစကားကိုပြောရင်လေရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့တေချာတိချဖို့လိုတယ်လို့သူကဖော်ပြခြင်းဖြစ်ပါတယ်။ဘသူမှလည်းနားမလဲဘသူကမှလည်းသဘောမပေါက်တဲ့ prophet ပြုခြင်းမျိုးဘသူအတွက်မှတိဆောက်เสียမဖြစ်စေ နားမလည်စေတဲ့အခြားသောဘာသာစကားပြောခြင်းမျိုးမပြုဖို့တွန်းတင်ထားတာတွေ့ရပါတယ်။ဒါကြောင့်အခြားသောဘာသာစကားပြောတယ်ဆိုတာက ကိုကိုကို တိဆောက်တာ ပရောဖက်ပြုတယ်ဆိုတာက အသင်းတော်ကိုတိဆောက်တာ ဖြစ်တယ်လို့နားလည်ဖို့လိုပါတယ်။အကယ်၍များအသင်းတော်ထဲမှာအခြားသောဘာသာစကားတွေပြောနေကြတာကိုမယုံကြည်သူတယောက် တွေ့မြင်ရင်သူတို့နားမလည်တဲ့အတွက်ဒီလူတွေဟာယူနေတာလို့ပြောလိမ့်မယ်တဲ့။အကယ်၍များအသင်းတော်ထဲမှာပရောဖက်ပြုနေစင်မှာမယုံကြည်သူတယောက်ရောက်လာခဲ့ရင်သူ့ရဲ့အပြစ်ကိုဖော်ပြခံရပြီးတော့မှ ပြောင်းလဲနိုင်တယ်လို့ပြောပါတယ်။အဲ့ဒါကြောင့်ဘာပဲလုပ်လို့ ကျွန်တော်တို့ဟာမှန်ကန်တဲ့ရည်ရွယ်ချက်တစ်ခုနဲ့လှုပ်ဆောင်ဖို့လိုပါတယ်အကျိုးရှိရှိလှုပ်ဆောင်ဖို့ရန်လိုပါတယ်ပရောဖက်ပြုရင်လည်းအကျိုးရှိရှိပရောဖက်ပြုဖို့လိုတယ်ရန်တမ်းပြီးတော့မှထင်ရမြင်ရရှောက်ပြောနေတာမလုပ်ရဘူးအခြားသောဘာသာစကားပြောရင်လည်းကိုယ့်ရဲ့အသက်တာကိုအမှန်တကယ်တိဆောက်စရာ ဖြစ်စေဖို့သာဖြစ်ရမယ်အကျိုးမရှိဘူးဆိုရင်မပြောဘဲနေသင့်တယ်သို့တော်လေပရောဖက် မပြုရဘူးလို့တားမြစ်တာလည်းမရှိသလိုအချောင်းသောပါတာစကားမပြောရဘူးလို့လည်းတားမြစ်ထားတာမရှိဘူးအသုံးပြုတဲ့အခါမှာအကျိုးရှိဖို့သာအရေးကြီးတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်တပိုးခရီးတွေမှုတ်ပါဒါပေမဲ့ဘာအတန်ကိုပြုနေတာလဲဆိုတာကိုကြားရတဲ့သူကရှင်းရှင်းလင်းလင်းကြားပြီးလက်တွေလုံနိုင်ဖို့ကအရေးကြီးတယ်လို့ဆိုလိုတာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့အသိတော်ကိုတိဆောက်ဖို့ရန် ပရိုဖက်ပြုခြင်းလိုတယ်ဖျားစကားကို ဖွင့်ပြတွင်တင်ဖို့လိုတယ်အခြားသောဘာသာစကားပြောခြင်းကကိုကိုကိုတိဆောက်တာဖြစ်တဲ့အတွက်ကိုနဲ့ဖျားကြားထဲမှာနှစ်ဦးသားတွေ့ဆုံတဲ့အခါမှာပြောနိုင်တယ်အကယ်၍အများရှိမှပြောမယ်ဆိုရင်တော့ဘာသာပြန်မဲ့သူလိုတယ်အနက်ပြန်မဲ့သူရှိရင် ပြောပါလို့ရှင်ပေါ်လူကဒီလိုတွင်တင်ထားတာတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့အနက်ပြန်မဲ့သူမရှိဘဲ အခြားသောဘာသာစကားကိုပြောလို့လူတွေနားမလည်ဘူးဆိုရင်ဘာမှအကျိုးမရှိဘူးပရောဖက်ပြုတော်လဲအဲ့ဒီပရောဖက်စကားကိုလူတွေနားမလည်ဘူးဆိုရင်လည်းဘာမှအကျိုးရှိမှာမဟုတ်ပါဘူးဘာပဲလို့လို့ကိုယ်ရဲ့ဝိညာဉ်စုကျေးစုတွေကိုအသုံးပြုတဲ့အခါမှာဒိဗေရှိပြီးတော့ထိရောက်ဖို့လိုတယ်လို့တွင်တင်တာကိုတွေ့ရပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရော့ကိုကျေးဇူးတင်တယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့် ကျွန်တော်ရဲ့ဝိညာဉ်စုကျေးစုတွေကိုကျွန်တော်အကျိုးရှိစွာအသုံးချတတ်ဖို့မာစာပါကိုရီအလိလာအကြံစီတော်ထဲမှာအသက်ရှင်တတ်စေပါပုံကြည့်ခြင်းအလုံးစုံဂုံပြုခြင်းအလုံးစုံကိုကိုရောအားပေးပါရယ်နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောလက်တော်ရှိပါမိအကြောင်းသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၍တနေ့တာကို အစာပြုပါ၏အာမင်